ထိုင်းနိုင်ငံဘန်ကောက်ရှိမြန်မာမျိုးသမီးတို့ထံမှဗတ်စေတန်းခိုးယူသွားသည့်မြန်မာတုံးဖမ်းဆီးရမည်ဟုဆိုဆိုတဲ့တွင်တက္ကသိုလ်နှင့်ဒီဂရီကောလိပ်ကျောင်းသားကျောင်းသူများနိုဝင်ဘာလ18ရက်မှ21ရက်အထိနနက်9နာရီမှညနေ4နာရီအတွင်းကြိုတင်မဲပေးနိုင်ဆိုတဲ့တွင်ဇန်နဝါရီ30ရက်မှနိုဝင်ဘာ17ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1815ဦးဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့တွင်ထိုင်းနိုင်ငံက ဖန်စီထိန်းထားတဲ့ကြားပြစင်တာများနဲ့ပတ်သက်မှုရှိသော လုပ်ငန်းရှင်ရှီချင်းကျန်းကိုတရုတ်နိုင်ငံသို့လွှဲပြောင်းဆွေတဲ့နေမှာအကောင်းဆုံးပုံစံဖြင့်ပြန်ရရှိဖို့မျှော်လင့်ကြောင်းအဇလော့တီပြောကြားဆွေတဲ့အဆရှိတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဦးဆုံးတဲ့တဲ့ပုံအနေနဲ့ထိုင်းနိုင်ငံဘန်ကောက်ရှိမြန်မာမျိုးသမီးတူထံမှဗတ်ဆယ်တန်းခိုးယူသွားသည့်မြန်မာတုံးဖန်စီရမိဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့မြန်မာမျိုးသမီးတူထံကနေ ဗတ်စေတန်ခိုးယူသွားတဲ့မြန်မာသုံးဦးကိုဖမ်းဆီးရမိဖြစ်တယ်လို့သိရပါဗျ။ထိုင်းဘက်ငွေစေတန်ကိုဖရာခရုံးနေမြေမှာရှိတဲ့ကွန်ဒိုမီနီယံတစ်ခုမှာနိုဝင်ဘာ9ရက်နေ့ည10:00နာရီခန့်ကခင်မီရင်းနှီးသူတွေကအိမ်အတွင်းဝင်ရောက်ပြီးခိုးယူသွားတာဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲ့ထံကသိရပါဗျ။ခိုးယူခံရတဲ့ထိုင်းဘက်ငွေတွေအနက်ဘက်ငွေ88သိန်းကျော်ပြန်ရပြီဖြစ်တယ်လို့ခိုးယူသွားသူတွေကလည်းဖမ်းဆီးရမိပြီဖြစ်ကြောင်းထိုင်းဘက်နဲ့မြန်မာငွေလဲလှယ်ထားမှုရှိကြောင်း ငွေလဲပေးထားသူတွေရဲစခန်းမှာလာရောက်ဖြောင်းချက်ပေးနိုင်ကြောင်းငွေရီအခိုးခံခဲ့ရသူလင်းနာကသူ့ရဲ့လူမှုကွန်ရက်မှာတင်ထားတာကိုတွေ့ရပါတယ်။ထိုင်းဘက်ငွေတွေခိုးယူခံရပြီးတဲ့နောက်ရဲစခန်းမှာအမှုလောင်ဖွင့်ကြောင်းအမှုလက်ခံပြီးတဲ့နောက်စုံစမ်းခဲ့ရာတနင်္လာရှိသူအဖွဲ့ဟာဘန်ကောက်အေရီးယားကနေထွက်ပြေးပြီး ဖေချာပူရိခရိုင်ချန်အမ်းမြို့နယ်မှာပုံခိုနေကြောင်းသဲလွန်စာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါရယ်။အဲနောက်ပုံခိုနေသူတွေရှိနိုင်တဲ့ဟိုတယ်ကိုဝင်ရောက်ရှာဖွေရာဟိုတယ်ရှိမှခိုးမှုကျွလို့ရမှာအသုံးပြုတဲ့ကားရက်ထားတာကိုတွေ့ရှိရပြီးတဲ့နောက်ဟိုတယ်အခန်းတွင်းမှာတန်ရရှိသူ၃နဲ့အတူတက်တေကန်ပစ္စည်းတွေကိုတွေ့ရှိပြီးဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါရယ်။ဖမ်းဆီးရမိတဲ့တက်တေကန်ပစ္စည်းတွေမှာငွေသား၊ဘဏ်ငွေ၈၈သိန်း၄၁၀၀၊ အဖြူအောင်လက်ဆွဲအိတ်တစ်လုံးနဲ့မော်တော်ယာဉ်တစ်စီးတို့ဖြစ်ကြောင်းဖန်ကောက်မြို့တော်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။စစ်စင်းမေးမြန်းမှုအရဖမ်းဆီးခံရသူ၃ဦးဟာအဆိုပါမြန်မာအမျိုးသမီးနဲ့တီကျွမ်းခဲ့ဖို့ပြီးကွန်ဒိုကိုအကြိမ်များစွာလက်ပတ်သွာလာဖို့ကြောင့်ငွေသားတွေကိုအခန်းအတွင်းမှာတင်စီထားကြောင်းသိရတဲ့အတွက်ခိုးယူဖို့အစီအစဉ်ဆွဲခဲ့တာဖြစ်တယ်လို့ဝန်ခံခဲ့ကြောင်းဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ပြည်မှုကျွလို့သူ၃ဦးကိုဥပဒေအရအေးအေးယူနိုင်ဖို့ဖရာခရုံရဲစခန်းထံလွှဲပြောင်းထားတယ်လို့သိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တက္ကသိုလ်နဲ့ဒီဂရီကောလိပ်ကျောင်းသားကျောင်းသူများနိုဝင်ဘာလ၁၇ရက်မှ22ရက်အထိနနက်9နာရီမှညနေ4နာရီခွဲအတွင်းကြိုတင်မဲပေးနိုင်ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်။တက္ကသိုလ်နဲ့ဒီဂရီကောလိပ်ကျောင်းသားကျောင်းသူတွေအနေနဲ့ဘဲစင်းပါရှိရာရက်ွက်သို့မဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးမှနိုဝင်ဘာလ၁၈ရက်ကနေ22ရက်အထိနနက်9နာရီကနေညနေ4နာရီခွဲအတွင်းကြိုတင်မဲပေးနိုင်ကြောင်းပြည်ချိုင်းဝန်ကြီးဌာနကသိရပါဗျာ။ ရွေးကောက်ပွဲစတင်ကျင်းပမဲ့တစမ28ရက်မှာအသက်16နှစ်ပြည့်ပြီးဥပဒေအရဆန္ဒမဲပေးပိုင်ခွင့်ရှိပြီးသူတွေဖြစ်တဲ့မိမိမဲစင်းပါရှိတဲ့သက်ဆိုင်ရာမြို့နယ်ပြင်ပမှာရှိတဲ့တက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်တွေမှာတက်ရောက်ကြရမယ့်ကျောင်းသားကျောင်းသူတွေကိုကြိုတင်မဲပေးနိုင်ဖို့အစီအစဉ်ဆောင်ရွက်ထားရှိကြောင်းသက်ဆိုင်ရာကျောင်းတွေကိုမသွားရောက်မီမိမိတို့ရဲ့မဲစင်းပါရှိရာရက်ကွက်ဒါမှမဟုတ်ကျင်းရအုပ်စုကော်မရှင်အဖွဲ့ခွဲရုံမှာနိုဝင်ဘာ18ရက်ကနေ22ရက်အထိ မနက်9:00နာရီကနေညနေ4:00နာရီခွဲအတွင်းသွားရောက်မဲပေးနိုင်တယ်လို့သိရပါတယ်။မိမိတို့ကိုင်ဆောင်တဲ့နိုင်ငံသားစီစီရေးကတ်နဲ့သက်ဆိုင်ရာတက်ကတော့ဒီဂရီကောလိပ်နဲ့ကောလိပ်တွေကနေထုတ်ပေးတဲ့ကျောင်းသားစီစီရေးကတ်ဒါမှမဟုတ်ကျောင်းဝင်ခွင့်အထောက်အထားတွေကိုပြသပြီးကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဇန်နဝါရီ30ရက်မှနိုဝင်ဘာ17ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း 1815ဦးအားပေါ်ထုတ်နိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်တရားမဝင်ရောက်လာပြီးဒုစရိုက်လုပ်ငန်းတွေမှာကျူးလွန်ခဲ့တဲ့ပြည်ပနိုင်ငံသား133ဦးကိုတပ်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်လွှဲပြောင်းခဲ့ပြီးဇန်နဝါရီ30ရက်ကနေနိုဝင်ဘာ17ရက်အထိမြန်မာနိုင်ငံတွင်တရားမဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1815ဦးကိုပေါ်ထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။ ထိုင်းနိုင်ငံအပေါင်းဝင်အိန္ဒိယနိုင်ငံတချို့ကိုတဆင့်ကန်ဖျက်ဆီးပြီးမြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကင်ပြည်နယ်မြောက်ရီမြို့ရွှေကုတ်ကိုမဲထော်တလေး KK Park နေမျိုးတွေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလည်လည်မှုတွေအပေါင်းဝင်ထူးခြားမှုတွေကျွလွန်ခဲ့ကြတဲ့ဖိလစ်ပိုင်နိုင်ငံသား128ဦး ပါကစ္စတန်နိုင်ငံသား9ဦးနဲ့ကာဇက်စတန်နိုင်ငံသား2ဦးစုစုပေါင်းပြည်ပနိုင်ငံသား133ဦးကိုနိုဝင်ဘာ17ရက်ကမြန်မာထိုင်းအမှတ်နှစ်ချစ်ကြည်ရေးတံတားကနေတဆင့်တပ်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီပြည်နှင်လွှဲပြောင်းပေးရခဲ့ပြီးပြည်ပနိုင်ငံသား53ဦးကိုထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့လိုပဲမြရီမျိုးမဲထော်တလေး KK Park နေမြေကိုတရားမဝင်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်ခဲ့ကြတဲ့အိန္ဒိယနိုင်ငံသား40နေပေါ်နိုင်ငံသား7ဦးနဲ့တောင်ကိုရီးယားနိုင်ငံသား2ဦးစုစုပေါင်းပြည်ပနိုင်ငံသား53ဦးကိုနိုဝင်ဘာ17ရက်ကထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး2025ခုနှစ်ဇန်နဝါရီ30ရက်ကနေနိုဝင်ဘာ17ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1815ဦးစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံကဖန်စီထိုင်းနေသားတဲ့ကြားပြန်စင်တာများနဲ့ပတ်သက်မှုရှိသော လုပ်ငန်းရှင် ရှီကျင်ကျန်းကိုတရုတ်နိုင်ငံသို့လွှဲပြောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းအာဏာပိုင်တွေဟာအရှိတောင်အရှမှာကြီးမားတဲ့တရားမဝင်လောင်းစားလုပ်ငန်းကိုထူထောင်ခဲ့တယ်လို့ဆွတ်ဆွဲထားတဲ့တရုတ်လူမျိုးရှီကျင်ကျန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းအနိုင်ငံကြောင် BBC သတင်းမှာဖော်ပြထားပါဗျာ။ နိုင်ငံတကာရဲတပ်ဖွဲ့ထံတရုတ်ရဲ့တောင်းဆိုမှုအရထိုင်းရဲတပ်ဖွဲ့ဟာရှေ့ကို2022ခုနှစ်ကလေးကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ရှီဟာတရားမဝင်လုံခြုံရေးလုပ်ငန်းတွေကိုဖွင့်လှစ်ထားကြောင်းတရုတ်ကဆွဆွဲခဲ့ပြီးသူ့ကိုတရုတ်ကိုလွှဲပြောင်းအနှံမို့ထိုင်းတရားရုံးကအခုတရင်ဘတ်တွင်အတည်ပြုခဲ့တာဖြစ်ပါတယ်။ရှီဟာနိုဝင်ဘာ12ရက်ကဘန်ကောက်လေဆိပ်ကိုရောက်ရှိခဲ့ပြီးသူ့ကိုလုံခြုံရေးအရာရှိနှုတ်ကလိုက်ပါဆောင်ကြက်ခဲ့ပါတယ်။ ထိုင်းပြည်ရဲ့သမိုင်းဝင်တရုတ်ခီးစင်မတိုင်းမီထိုင်းကရှေကိုတရုတ်ထံလွှဲပြောင်းအနှံခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းပြည်ဟာတရုတ်ကိုပထမဆုံးအကြိမ်နိုင်ငံတော်ခီးစင်အဖြစ်သွားရောက်မှဖြစ်ပြီးဒါဟာနှစ်နိုင်ငံဆက်ဆံရေးတွေမြင့်တက်နေတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ရှေဟာအရှိတောင်အာရှမှာရှိတဲ့ကြားဖြန့်စင်တာတွေနဲ့ပတ်သက်ဆက်နွယ်မှုရှိတဲ့နာမည်အကြီးဆုံးလုပ်ငန်းရှင်တွေထဲမှာတဝက်အပါဝင်ဖြစ်ပါတယ်။ ရှီရဲ့နမေဆိုးနဲ့အကျော်ကြားဆုံး project တစ်ခုဟာထိုင်းနယ်စပ်အနီးမှာရှိတဲ့မြန်မာနိုင်ငံရဲ့ရွှေကုတ်ကိုမြို့ဖြစ်ပါတယ်။ဒီမြို့ဟာတရုတ်ခရီးသွားတွေအတွက်အပန်းဖြေမြို့အဖြစ်ကြော်ညာဗီဒီယိုတွေထဲမှာရိုက်ကူးဖော်ပြထားဝင်မဲ့လက်တွေမှာ online ပေါ်ကနေငွေကြေးလိမ်ညာမှုတွေငွေကြေးခွာချမှုတွေလူမှောက်ခိုကူးမှုတွေနဲ့ပြည်နေတဲ့မြို့ဖြစ်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။နောက်ဆုံးအားကားတဲ့ပုံတွေနဲ့နေမှာအကောင်းဆုံးပုံစံပြန်ရရှိဖို့မျှော်လင့်ကြောင်းအန်ဇယ်လော့တီပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရာဇီးလည်းရဲ့ချင်းအတင်းနီးပြအန်ဇယ်လော့တီကနာမကျော်တိုက်ချစ်ကစားသမားနေမာအကောင်းဆုံးပုံစံပြန်ရရှိဖို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။နေမာဟာဘရာဇီးအသင်းရဲ့တမိုင်းတလျှောက်ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားဖြစ်ပေမဲ့လက်ရှိအချိန်မှာအန်ဇယ်လော့တီကအသင်းရဲ့လူစင်းနဲ့ထည့်သွင်းရွေးချယ်ထားခြင်းမရှိပါဘူး။နေမာဟာဆန်တိုးစ်အသင်းမှာလည်းခြေစွမ်းပြနိုင်မှုရုံးကန်နေရတာကြောင့် 2026ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးအသင်းအတွက်ကစားကွင်းရောက်ဖို့မလွယ်ကူဘူးဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေပါတယ်။သတင်းသမားတအုပ်ကနေမှာအကြောင်းမေးခွန်းထုတ်ရင်စိတ်အနှောက်အယှက်ဖြစ်နိုင်သလားဆိုတဲ့မေးမြန်းမှုကို Ancelotti ကပြဿနာမရှိပါဘူး။လူတွေသူ့အကြောင်းမေးတာကပုံမှန်ပါပဲ။ဘာကြောင့်လဲဆိုတော့သူကဘရာဇီးဘောလုံးရဲ့ကဏ္ဍဝင်တယောက်ဖြစ်တာကြောင့်ပါ။လူရန်ကနေမှာကိုအကောင်းဆုံးကြံ့ခိုင်မှုအနေအထားပြန်ရစေခြင်းကြပါတယ်။အလုံးကနေမှာအကောင်းဆုံးပုံစံပြင်ရဖို့မျှော်လင့်နေကြပါတယ်။အမှန်တရားကတော့ဒီနေ့ခေတ်ဘောလုံးလောကကတောင်းဆိုမှုတွေအများကြီးရှိနေတာပါပဲ။ အရေးသွေးတစ်ခုတည်းတည်းမဟုတ်ဘဲကြံ့ခိုင်မှုအနေထားရောစိတ်သက်ပြင်းပြမှုပါလိုအပ်ပါတယ်။နေမှာအကောင်းဆုံးပုံစံပြန်ရဖို့မျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ Santos အသင်းဟာလက်ရှိအချိန်မှာတန်းစင်းစုံအတွင်းရောက်နေတာကြောင့်နေမှာကိုပြန်ဘက်ပြိသက်တွေကလောင်ပြောင်နေကြကြောင်းလည်းသိရပါတယ်။လေပင်ရုပ်တံရဲ့နိုဝင်ဘာလ17ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။